ဘင်ဘီကာနီးပြဖြစ်နေရတော့အမြဲတမ်းအပြာရောင်ဖြစ်တဲ့အကြောင်းဒီလောက်ရတဲ့တက်တီပြလိုက်တဲ့မော်ရီညိုပြည်သက်များအားလုံးပဲမင်္ဂလာပါလူလိုင်ယွန်ကင်းကနေကြိုဆိုပါတယ်မင်းညကချက်စီးနဲ့ဘင်ဘီကာတို့ချန်ပီယံလိအုပ်စုအဆင့်မှာရှင်ပြိုင်ကစားခဲ့ပါတယ်ပွဲချိန်10မိနစ်မှာပဲချက်စီးကတောင်းကန်ဘောတလုံးရခဲ့ပြီးအန်ဆိုဖာနန်ဒက်ကတောင်းကန်ဘောကန်ဖို့ပြင်ဆင်နေချိန်မှာဘင်ဘီကာပြည်သက်တွေရဲ့အပြုတ်မှုကအားလုံးကိုအံ့ဩခဲ့ကြရပါတယ်အန်ဆိုဟာ2023မှာဘင်ဘီကာကနေချက်စီးကိုပြောင်းရွှေ့ခဲ့တာကြောင့်ဘင်ဘီကာပြည်သက်တချို့က ရိုမဆန်လို့ယူဆပြီးသူ့ဘော်အညိုးထားနေကြပါတယ်ဒီပွဲမှာသူတို့ဟာအန်ဆိုကိုပစ္စည်းတွေနဲ့ပစ်ပေါက်ခဲ့ပြီးတောင်းခံဘောကိုပုံမှန်ကန်ကွင်းမရအောင်အနှောက်ယှက်ပေးခဲ့ပါတယ်ဒီလိုရက်ကြောင့်ဒိုင်လိုကြီးကပွဲကိုခဏရပ်ထားခဲ့ရပါတယ်ဒီခိုက်တက်မှာမော်ရင်ယိုရဲ့လုံးရက်ကအားလုံးရဲ့နှလုံးသားကိုဖန်ဆာသွားခဲ့ပါတယ်ဘီဗီကာရဲ့နီးပြဖြစ်နေတဲ့မော်ရင်ယိုက သူသေးရပြိတ္တတွေကိုဒီလိုမလုပ်ကြဖို့လက်ဟန်ချင်ရတဲ့တားမြစ်ပြောဆိုခဲ့ပါတယ်ဒီအပြုမူကသူ့ရဲ့အားကစားစိတ်ဓာတ်နဲ့တရားမျှတမှုကိုဦးစားပေးတတ်တဲ့ဇယိုက်ကိုပြသခဲ့တာဖြစ်ပါတယ်မော်ရီညိုရဲ့ဒီလိုရက်ကိုချက်စီပြိတ္တတွေကလိုက်လဲစွာတုံ့ပြန်ခဲ့ပါတယ်သူတို့ဟာမော်ရီညိုကိုချေချူးကုန်ပြူတဲ့အနေနဲ့သူ့အတွက်ဂုဏ်ပြုတခြင်းကိုတံပြိုင်တီးဆိုပေးခဲ့ပါတယ်ဒီခိုက်တန့်ဟာပွဲကြီးစဉ်တစ်ခုလုံးကိုစိတ်လုံရှားစရာလွမ်းဆွမှုတွေနဲ့ပြည့်နေသွားစေခဲ့ပါတယ်ချက်စီနဲ့မော်ရီညိုရဲ့ဆက်နွယ်မှုဟာပြိုင်ဘက်တွေဖြစ်နေတဲ့အချိန်မှာတော့မပြတ်မပြဲဖြစ်နေတာကိုဒီဖြစ်ရက်ကတက်တည်ပြခဲ့ပါတယ် ော်ရီညိုက2004ကနေ2009ခုထိနဲ့2013ကနေ2015အထိချက်စီးကိုနီးပြဖြစ်ဦးဆောင်ခဲ့ပြီးပရီးမီးယားလိဖလား3ကြိမ် FA ဖလားလီဖလား2ကြိမ်နဲ့ကွန်မြူနတီဒိုင်းနုကိုရယူပေးခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ဒုတိယသက်တမ်းမှာအသင်းနဲ့စကားများခဲ့ပြီးခံစားချက်တချို့ထိခိုက်ခဲ့ပြီးပဲချက်စီးပရိသတ်တွေရဲ့နှလုံးသားထဲမှာမော်ရီညိုကအမြဲတမ်းအပြာရောင်ပါပဲ။မော်ရီညိုကချက်စီးကိုဦးဆောင်ခဲ့တဲ့နှစ်တွေမှာအသင်းကိုအောင်မြင်မှုတွေယူဆောင်လာပေးခဲ့ရုံနဲ့မကဘဲ ပြည်သက်တွေရဲ့နှလုံးသားထဲမှာတာဝရဆွဲထင်တဲ့အမှတ်တရတွေကိုဖန်တီးပေးခဲ့ပါတယ်။ဘင်ဘီကနီးပြအဖြစ်ချက်စည်းကိုပြိုင်ပွဲအဖြစ်ရင်ဆိုင်နေရချိန်မှာတော့သူ့ရဲ့လုံရဟာချက်စည်းပေါ်တစ္ဆာရှိမှုနဲ့လေးစားမှုကိုပြသခဲ့ပါတယ်။ဒီဖြစ်ရပ်ကမော်ရီညိုရဲ့ထူးခြားတဲ့ဇယိုက်ကိုထင်ရှားစေခဲ့ပါတယ်။သူဟာညင်းပါဝေရာပုဂ္ဂိုလ်တစ်ဦးဖြစ်ပေမဲ့အားစားစိတ်ဓာတ်နဲ့တရားမျှတမှုကိုအမြဲဦးစားပေးတတ်သူပါ။ဘင်ဘီကပြည်သက်တွေရဲ့မတော်တရားလုပ်ရက်ကိုတားမြစ်ခဲ့တဲ့သူ့ရဲ့အပြုမူကချက်စည်းပြည်သက်တွေရဲ့နှလုံးသားကိုထပ်မံဖန်ဆားခဲ့ပါတယ်။ သူတို့ရဲ့ဂုံပြုတ်ခြင်းအားမော်ရီညိုပေါ်မပြောင်းလဲတဲ့ချစ်ခင်မှုနဲ့လေးစားမှုကိုဖော်ပြခဲ့တာဖြစ်ပါတယ်။မော်ရီညိုဟာချက်စီရဲ့တမိုင်းမှာကြီးကျယ်ဆုံးနီးပြတွေထဲကတဦးဖြစ်မှတ်တမ်းတင်ခံထားရတယ်။သူ့ရဲ့ပထမသက်တမ်းမှာချက်စီကို90ကျော်အတွင်းပထမဆုံးပရီးမီးယားလိဂ်ဖလားကိုရယူပေးခဲ့ပါတယ်။ဒုတိယသက်တမ်းမှာလည်းနောက်ထပ်ပရီးမီးယားလိဂ်ဖလားတစ်ခုနဲ့လီဖလားတစ်ခုကိုရယူပေးခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ချက်စီကာလဟာအများအန်းချုံ့မွေ့ခဲ့တာမဟုတ်ပါဘူး။အထူးသဖြင့်2015မှာအသင်းနဲ့စကားများပြီးထွက်ခွာခဲ့ရတာကပရိသတ်တချို့အတွက်နာကျင်ပွဲအမှတ်တရတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ဒီပြက်ကချက်စီးနဲ့မော်ရီညိုတို့ဘယ်တော့မှခွဲမရတဲ့နှောင်ကြိုးရှိတယ်ဆိုတာကိုတက်တည်ပြခဲ့ပါတယ်။ဘီဘီကာရဲ့နှီးပြဖြစ်ချက်စီးကိုပြိုင်ပွဲဖြစ်ရင်ဆိုင်နေရချိန်မှာတော့သူ့ရဲ့လောက်ရာချက်စီးပေါ်သူ့ရဲ့စိတ်ရင်းမှန်ကိုဖော်ပြခဲ့ပါတယ်။သူ့ရဲ့အမြဲတမ်းအပြာရောင်ဆိုတဲ့စကားဟာစကလုံးတခွန်းထက်ပိုပါတယ်။ဒါချက်စီးနဲ့သူ့ရဲ့ထာဝရစနစ်မှုရဲ့တင်ကြေးသားတစ်ခုဖြစ်ပါတယ်။အချုပ်ဆိုရရင်ချက်စီးနဲ့ဘီဘီကာပွဲမှာမော်ရီညိုရဲ့လောက်ရာသူ့ရဲ့အားကစားစိတ်ဓာတ်နဲ့ချက်စီးပေါ်မပြောင်းလဲတဲ့တစ္ဆာရှိမှုကိုထင်ရှားစေခဲ့ပါတယ်။ မိမိကပြိသက်တွေရဲ့မတော်မတရားလုပ်ရက်ကိုတားမြစ်ခဲ့တဲ့သူ့ရဲ့ပြုမှုကချက်စီပြိသက်တွေရဲ့နှလုံးသားကိုထပ်မံဖန်ဆားခဲ့ပြီးသူတို့ရဲ့ဂုံပြုတ်ခြင်းဟာလွမ်းဆွပွဲအခိုက်အတန့်တစ်ခုကိုဖန်တီးပေးခဲ့ပါတယ်။မော်ဒီညိုနဲ့ချက်စီဟာပြိုင်ဘက်တွေဖြစ်နေချိန်မှာတော့ခွဲမရတဲ့နှောင်ကြိုးတစ်ခုနဲ့ဆက်နွယ်နေပါတယ်။တခါအပြာရောင်ဖြစ်ခဲ့ရင်အမြဲတမ်းအပြာရောင်